အလုံးအကိုကိုဒီမေခွန်းချလာတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့ဒီငယ်ကလေးကနေကိုကိုအများနဲ့မင်းနေကြမေခွန်းတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီလူပေါ့နော်ငါဆိုတဲ့အရာရောဒီလောကကြီးမှာဖြစ်နေတဲ့အရာအလုံးအကုန်လုံးကပေါ့နော်ဘယ်ကနေစလာလဲဘယ်ကနေကြောက်လာလဲဆိုတော့မေခွန်းကိုကျွန်တော်အမြဲလိုလိုမေးဘူးတယ်ကိုကိုကိုအဖြေမရှိမှန်းလည်းသိတယ်ဒါပေမဲ့ငယ်နဲ့မေးတယ်ပေါ့နော်တအားသိနေတာကျွန်တော် online မှာလည်း live ရှာတယ်လူတွေကိုလည်းမေးဘူးတယ် စောင်းတွေမှာလည်း light ကြည့်ဦးပဲပေါ့နော်ဒါပေမဲ့ကျွန်တော်အဖြေလုံးဝမတွေ့ပါဘူးအဲကျွန်တော်ရတဲ့အဖြေတွေကလည်းဒီအလုံးနီးပါးကလည်းတူတူကြီးပဲပေါ့နော်ပြောရမယ်ဆိုရင်သူကဟာဒီအဖြေကလည်းတိတ်ပန်နေရလည်းမရှိသေးဘူးအဲဘယ်သူမှလည်းအဖြေကိုမသိဘူးအဲနောက်တစ်မျိုးကကျတော့သူတို့ကဒီအဖြေကြီးကိုလိုက်ရှာမိနေပေါ့နော်တကယ်တော့သူမှသိရလည်းမဟုတ်ဘူးကိုပဲချိန်ကုန်နေဘာဖြစ်တယ်မစင်းစားနဲ့ဆိုပြီးတော့မှကျွန်တော်အများအမ်းပြောကြပါလေအဲကျွန်တော်ကိုယ်တိုင်လည်းသိတယ်ပေါ့နော်အဖြေမရှိဘူးဆိုတာဒါပေမဲ့ကျွန်တော်အများအမ်းစိတ်ကျေနပ်မှုမရခဲ့ဘူးအဖြေကြီးက အဲ့လိုပြန်ပြန်မေးနေရပေါ့နော်ကိုယ့်ကိုအဲဆိုတော့တရားကြတော့လေကျွန်တော်အဲ့ online ကနေ live ကြည့်နေတဲ့ချိန်မှာပဲကျွန်တော်လောကစိတ်ချေနှက်ခဲ့တဲ့အဖြေတစ်ခုကိုကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းဗုဒ္ဓကိုကိုယ်ရဲ့လူတယောက်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လဲကျွန်တော်ဒီ Buddhism နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီမေကွန်းကိုတွားပြီးမှဖြေရှားကြည့်ရပေါ့နော်အဲ့အဲ့မှာရှားကြည့်တဲ့ချိန်မှာဒီဖေယားကိုလည်းအဲ့လိုမျိုးယဟန်နေဘာလို့ရမမေးခဲ့ဘူးလားပေါ့ကျွန်တော်အဲ့လိုတွားရှာရင်းနဲ့ကျွန်တော်အဲ့ comment အောက်မှာလူတယောက် reply ပေးထားတွေ့ရပေါ့နော်တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်အရန်လဲမိုက်ပါတယ်ကျွန်တော်ဒီ story ကိုဒီတိုင်းပြန်ပြောပြရမယ်ဆိုရင်ပေါ့ तू ကဒီယဟန်တစ်ပါးနေပေါ့နော်မြတ်စွာဘုရားကို तू တွားမိလိုက်ပါတယ် तू ဘာမိလဲဆိုတော့ဒီကျွန်တော်တို့ဒီလောကကြီးနဲ့ဒီကမ္ဘာကြီးဆိုတဲ့အရာကလောက eternal အမြဲတမ်းတည်ရှိနေတဲ့အရာတစ်ခုလားနောက်ပြီးကြတော့ကျွန်တော်တို့ရဲ့ဒီဝိညာဉ်နဲ့ခန္ဓာဆိုတဲ့အရာကတူတူပဲလားဒါမှမဟုတ်မတူဘူးလားဆိုတဲ့မေးခွန်းကို तू ဖြေခိုင်းနေပေါ့နော်မဖြေဘူးဆိုရင် तू ယဟန်အနေထွက်ပါမယ်ဆိုပြီးတော့မှ तू မေးခဲ့ပါတယ်အဲ့ချိန်မှာမြတ်စွာဘုရားဘာပြန်ပြောခဲ့လဲဆိုတော့ तू က ဒီအားလုံးပေါ့နော်ဒီလိုမျိုးမိကုန်းနေနဲ့ပတ်သက်ပြီးတော့မှသူကအဖြေတွေပေးမယ်ဆိုပြီးတော့မှသူအရင်ကကတိတီးခဲ့ဘူးလားပေါ့နော်အဲ့ချိန်မှာယဟန်ကပြန်ဖြေပါတယ်သူကအော်မပေးခဲ့ပါဘူးပေါ့အဲ့ချိန်မှာမြတ်စွာဘုရားပြောပြလိုက်တဲ့ဆိုရီးကအရန်မိုက်တယ်ပေါ့နော်သူကဘာပြောပြလိုက်တယ်ဆိုတော့ဥမာတိုးထဲမှာလမ်းလျှောက်နေတဲ့လူတယောက်ကအစိတ်ပါတဲ့မြားလျှောက်မှန်သွားတယ်ပေါ့နော်အဲ့ချိန်မှာသူ့ဘေးနာရှိရဲ့လူနဲ့သူ့ရဲ့ဒီမိသားစုဝင်တွေကပေါ့နော်အော် အဲ့မြောင်းကိုဖယ်ဖို့ကြိုးစားကြတယ်ပြီးတော့အဲ့ဒီဆေးပေါ့နော်အဲ့အစိတ်ပြန်ပြည့်အောင်ဆေးတွေပါလေဘလို့ပြန်လောက်အောင်မယ်ဆိုရဲဥစ္စာကိုသူကလိုက်ပြောမှပူပေးနေကြတယ်ဒါပေမဲ့အဲ့ဒီမြားမှန်တဲ့လူကသူဘာပြန်ပြောလဲဆိုတော့ငါ့ကိုဒီမြားပြစ်သွားတဲ့လူကဘလို့မျိုးလူလဲသူဘယ်ရွာလာလာလဲသူပြစ်တဲ့မြားကဘလို့ပုံစံလဲအဲ့မြားကောင်ကဘလို့ပုံတံတန်ရှိလဲဘလို့မျိုးအစိတ်မျိုးနဲ့ပြစ်သွားတာလဲအရက်ရှည်လားအရက်ပူလား အဲအဲ့တော့လေတိမပဲရှားမယ်ဆိုပြီးတော့မှ तू ကအဲ့လိုမျိုးပြန်ပြောရဲပေါ့နော် तू ကအဲ့ဒီအဖြေကိုဒါဆက်ပြီးတော့မှလိုက်ရှာနိုင်မယ်ဆိုရင် तू ကတေးကြတယ်အဲ့အဖြေဒီအလုံးမရှားခင်ထဲမှာလည်း तू ကအသက်ဆုံးသွားမှာဆိုတော့မြတ်စွာဘုရားကလည်းအဲ့ဒီယဟန်ကိုလည်းအတူတူပါပဲဆိုပြီးမှပြန်ပြောပြရဲပေါ့နော်အကေဝေးအဲ့ဒီယဟန်က तू ကဒီအဖြေဒီအလုံးကိုရှာပြီးမှဒါတွေကိုတိရမှ तू ကတရားဆက်ကျင့်ကြမယ်ဆိုရင်နိဗ္ဗာန်ရောက်ဖို့ကိုဆက်ကျင့်ကြမယ်ဆိုရင် तू ကဒီအဖြေဒီမရခင်ထဲနေပေါ့နော် तू တရားကျင့်လိုက်ရမှာလည်းမဟုတ်ဘူး तू ဒီတိုင်းအသက်ဆုံးသွားလိုက်ရမယ် ဆိုပြီးတော့မှအပြေပေးခဲ့တယ်ပေါ့နော်ဆိုတော့သူပေးလိုက်တဲ့ message ကိုသူကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုရင်ကျွန်တော်တို့အခုလူတွေကလည်းခုနမြားမနယ်လူနဲ့တူတူပဲပေါ့နော်ကျွန်တော်တို့အခုဒီလက်ရှိနေစဉ်ဘဝမှာကျွန်တော်တို့ကဒီ suffering တွေနေတိုင်းဒုက္ခတွေနဲ့ကျင်လည်နေရတဲ့လူတွေပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီဒုက္ခတွေကိုဒီဖယ်ရှားဖို့မကြိုးစားဘဲနဲ့ ကျွန်တော်တို့ဒီလိုမျိုးဖြစ်လာအောင်ကျွန်တော်တို့ဒီနေရာရောက်လာအောင်ကျွန်တော်တို့ကအရင်တော့ဘယ်လိုမျိုးရောက်လာတာလဲဆိုတော့မေးခွန်းတွေကိုဒါတွားပြီးအဖြေရှာမယ်ဆိုရင်ကျွန်တော်ကအခုလက်ရှိကျွန်တော်ရဲ့ဒုက္ခကို focus မမိပဲနဲ့ကျွန်တော်ကကြာလေကြာလေဒီတန်တရားနေထွက်နိုင်မှာမဟုတ်ပဲနဲ့ဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီအဖြေရပေါ့နော်ဒါရိုက်အဖြေမဟုတ်ပြီမဲ့ဒါပေမဲ့ကျွန်တော်အတွက်အရန်တော်တော်လေးစိတ်ကြေနှက်စေခဲ့တဲ့ အဖြေတစ်ခုပဲဖြစ်ခဲ့ရပေါ့နော်အခုကြည့်နေကြတဲ့လူတွေအားလုံးလည်းကျွန်တော်တို့မျိုးမေးခွန်းကိုခဏခဏမေးဘူးလိမ့်မယ်လို့ကျွန်တော်ယုံကြည်ရပေါ့နော်ကျွန်တော်ပြပြတဲ့ဥစ္စာကိုနောက်နောက်တဲ့ချိန်မှာဘယ်လိုမျိုးခံစားရတလဲပေါ့နော်အဲနောက်ပြီးကျတော့မိတ်ဆွေတို့မှလည်းဒီလိုမျိုးမိကုန်းနဲ့ပတ်သက်ပြီးတော့မှကို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 ဒီတိုင်းစိတ်ကြည်နှက်စေခဲ့တဲ့အဖြစ်မျိုးရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ကိုကွန်မန့်မှာတစ်ချက်လောက်အောင်မျှဝေပေးလို့ရတယ်ပေါ့နော်